အားလုံးလည်းမင်္ဂလာပါ။ယခုရက်တွင်းနေကျေးဇူးပါတယ်။ကျွန်တော်ခုဖြစ်ပါတယ်။ကျွန်တော်ခရစ်တိုတွေက2025မှာအရှိန်ဟုန်ကောင်းလာနေပါတယ်။အဖွဲ့အစည်းတွေက blockchain နည်းပညာတွေကိုလက်ခံလာကြသလိုယင်းနည်းမြုံနယ်သူအသစ်တွေကလည်းခရစ်တိုတွေကိုစိတ်ဝင်စားလာကြပါတယ်။ဒီအတွက်ယင်းနည်းမြုံနယ်မှုလုပ်တဲ့အချိန်မှာအကျိုးအမြတ်ရှိဖို့အတွက်ဆိုရင်ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမယ့်စောင့်ရဲရှောင်ရဲအချက်တွေကိုတည်ထားဖို့လိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုမှာ အချက်တစ်ခုချင်းစီအလိုက်မှားလိရှိရဲ့အမှားတွေနဲ့ ဆောင်ရရှောက်ရ registry test တွေကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင်ပါနံပါတ်1 research မလုပ်ပဲယင်းနှမြုံနေခြင်းဒါကတော့အခုမှစပြီးတော့ယင်းနှမြုံနေမှုလုံးမဲ့သူတွေ crypto တွေကိုဝင်လာတဲ့သူတွေအမှားများလေးရှိတဲ့အချက်တခုဖြစ်ပါတယ် social media မှာ trend ဖြစ်နေလို့ influencer တွေကပြောထားလို့ FOMO ဝင်သွားလို့စားတဲ့အကြောင်းပြချက်တွေနဲ့ယင်းနှမြုံနေမှုတွေကိုလောက်ကြလေးရှိပါတယ် ဒါကမှားလေးရှိတဲ့နံပါတ်1အမှားတစ်ခုပါဆိုတော့ဒီအတွက် risk ကတော့ social media မှာ trend ဖြစ်နေတဲ့ crypto တွေဆိုတာကပန်းနံ dump လုပ်ပြီးတော့ scam သွားတာမျိုးတွေလည်းကြောက်ရနိုင်တယ်ဒီလိုအချက်တွေကိုရှောင်ရှားနိုင်မှုဆိုရင်ကျွန်တော်တို့က project တွေနဲ့ပတ်သက်တဲ့ research တွေကိုလုပ်ရမှာဖြစ်ပါတယ်ဆိုတော့ research လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ core DIY ဟိုကလုပ်တတ်ဖို့လိုတယ်ပေါ့နော် white paper တွေဖတ်ရမယ်ပြီးပြီဆိုရင်သူ့ရဲ့ crypto ရဲ့အသုံးအဝယ်မှု use case တွေပြီးပြီဆိုရင် ဒီ project ကိုဘယ်သူတွေကဥစားောင်းနေတာလဲ background ကဘယ်လိုမျိုးရှိလဲသူ့ရဲ့ token nomic ကဘာလဲအစရှိတဲ့အချက်တွေ roadmap ကဘယ်လိုမျိုးလဲဆိုတာတွေကိုလေ့လာဖို့လိုအပ်ပါတယ်ဆိုတော့ project တွေကိုဘယ်လိုမျိုးလေ့လာရမလဲဆိုရဲအကြောင်းပြချက်တွေနဲ့ပတ်သက်တဲ့အချက်၅ချက်ကိုလည်း video တစ်ပုဒ်သီးသန့်လုပ်ပေးသွားအောင်မယ်အသေးစိတ် video တစ်ပုဒ်လုပ်ပေးသွားပါမယ် crypto တွေမှာရင်းနှီးမြှုပ်နှံမှုမလုပ်ခင် research လုပ်ဖို့ကအရေးကြီးတဲ့နံပါတ်တစ်အချက်ဖြစ်ပါတယ်နံပါတ်နှစ်အချက်ဆက်သွားလိုက်ရအောင်ပါ နံပါတ်1အမှားများလေးရှိကြတာက risk management ကိုဂရုမစိုက်ကြတာဖြစ်ပါတယ်။ကိုယ့်ရဲ့ပိုင်ဆိုင်မှု အကုန်လုံးကို all in လုပ်လိုက်တာမျိုးတွေပြီးပြီဆိုရင် SL မထားတာမျိုးတွေကအမှားများလေးရှိပါတယ်။ဒီမှာ risk အနေနဲ့ကြုံရလေးရှိတာက crypto တွေအများစုက အခုအချိန်ထိအတက်ကျအရန်ချမ်းတဲ့ asset တွေအဖြစ်ရှင်းနေသေးပါ။ရုပ်တရက်မျှော်လင့်မထားတဲ့အခြေအနေမျိုးတွေမှာအဆုံးရှုံးတွေကလည်းအများများသွားတက်တယ်။ ဒါကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ကိုအဆုံးရှုံးခံနိုင်တဲ့ပမာဏကိုပဲခရစ်တိုမှာယင်းနည်းမြုံနံတာတွေလှုပ်တင်တယ်။စပော့မှာဝေကင်ထားသည့်တိုင်အောင်ဘယ်လောက်အထိအဆုံးရှုံးခံမယ်။ဘယ်နေရာမှာအမျက်ယူမယ်ဆိုတာမျိုးတွေကကြိုပြီးတော့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ဒီစီလှုပ်တယ်ဆိုရင်လည်းဘယ်လောက်ပမာဏကိုဘယ်အချိန်ထိဒီစီလှုပ်သွားမယ်။ဘယ်အချိန်မှဝဲမယ်။ဘယ်လောက်တက်လာရဲဘယ်လောက်ထုတ်ပြီးတော့ရောင်းမယ်ဆိုတာမျိုးတွေကပလန်တစ်ခုထားထားတာကအကောင်းဆုံးဖြစ်ပါတယ်။အဲ့တော့နံပါတ်1အချက်အနေနဲ့ risk management ကိုလည်း use site တင်ပါတယ်ခင်ဗျာနံပါတ်3ချက်ကျွန်တော်တို့ scam တွေဖြစ်ပါတယ်ဒီအချက်ကတော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်အခုမှ crypto တွေကိုစဝင်လာတဲ့သူတွေ crypto ကအကျိုးအမြတ်အများကြီးရပါတယ်ဆိုတော့ဒီကြာပုံနာဝလေးတွေနဲ့ဝင်လာတဲ့သူတွေက scam ခံရတာတွေအများကြီးကြုံရလေးရှိပါတယ်ဆိုတော့မှားလေးရှိတဲ့ပုံစံအများစုကတော့ကျွန်တော်တို့ကိုမသိတဲ့ website တွေ အချင်းနာမည်ခံထားတဲ့အလိညာရေးစီမှာယင်းနှိမ့်ညွန့်နေကြတာဖြစ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်တော့ XAUT မှာယင်းနှိမ့်ညွန့်လိုက်တယ်ပေါ့နော်။အလိန်ခံလိုက်ရပါတယ်ကွာဆိုရက်ဇာလန်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။ XAUT ဆိုတာကတော့တတကထုတ်ထားတဲ့ stable ကိုဖြစ်ပါတယ်။ပြင်ပကရွှေလိုပဲလဲပတ်နေတဲ့ crypto token တစ်ခုဖြစ်ပါတယ်။အဲ့တော့ယင်းနှိမ့်ညွန့်နေတဲ့သူတယောက်က XAUT token တွေကိုအလိန်ညာ website မှာသွားပြီးတော့ဝယ်လိုက်တာမျိုးတွေလုပ်လိုက်တယ်။ယင်းနှိမ့်ညွန့်လိုက်တယ်ပေါ့ဗျာ။ ဒါပေမဲ့သူသွားဝယ်လိုက်တာက အလိန်ညာဝက်ဆိုက်ဖြစ်နေတဲ့အတွက်အလိန်ခံလိုက်ရတယ်ဆိုပါစို့အဲ့ဒီနေရာမှာ XUT ကအလိန်ညာမဟုတ်ဘဲနဲ့ကိုကအလိန်ညာလူစီမှာသွားပြီးတော့ဝယ်လိုက်မိတယ်ဆိုတာမျိုးကိုခွဲခြားပြီးတော့မြင်တတ်ဖို့လိုပါတယ်အဲ့တော့ဒီအချက်တွေကိုရှောင်ရှားနိုင်မှုအတွက်ဆိုရင်စိတ်ချရတဲ့ crypto exchange တွေကိုအသုံးပြုတာမျိုးတွေ DeFi တွေကိုသုံးတာမျိုးတွေလုပ်သက်ပါတယ် DeFi နေမှာအယောင်းဝယ်လုပ်မယ်ဆိုရင်လေကိုဝယ်မဲ့ crypto token ရဲ့ smart contract တွေကိုတေချာစစ်ဆေးတင်တယ် DeFi နေမှာဆိုရင် smart contract အတုတွေနဲ့ token အတုတွေလည်းရှိရမျိုးတွေကြောရတတ်ပါတယ်။အဲ့တော့ smart contract တွေကိုတေချာစိတ်ရမယ်။ပြီးပြီးဆိုရင် crypto exchange တွေမှာယင်းနှံ့မြုံနှံမှုလုံးမှဆိုရင်လည်းစိတ်ချရတဲ့ crypto exchange တွေကိုရှာပြီးတော့ယင်းနှံ့မြုံနှံမှုလုံးတဲ့နဲ့ဒီအတွက်ရှေ့ရကဘူယိုတပုတ်တင်ပေးထားတာလည်းရှိပါတယ်။ YouTube မှာ crypto exchange တွေဘယ် crypto exchange တွေကတော့ဘယ်လိုမျိုးစိတ်ချယုံကြည်ရနိုင်လဲဆိုတဲ့အကြောင်းကိုတင်ထားတဲ့ဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်တွားပြီးတော့ကြည့်ဖို့တိုက်တွန်းပါတယ်။နံပါတ်၄ချက်ဆက်ပြီးတော့တွားလိုက်ရအောင်ပါ။ နံပါတ်၄အချက်ကတော့စိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့အလွန်ကျုံရောင်းဝယ်လောက်တာဖြစ်ပါတယ်။ဒီအချက်ကလည်းအခုမှစပြီးတော့အယောင်းဝယ်လုံးမဲ့သူတွေယင်းနှံ့မြုံနှံမှုလုံးမဲ့သူတွေကြုံရလေရှိတဲ့အမှားတွေတဲကတခုဖြစ်ပါတယ်။အယောင်းဝယ်အများစုကကိုယ့်ရဲ့စိတ်ခံစားချက်အပေါ်မှာလိုက်ပြီးတော့ဝင်လိုက်ထွက်လိုက်လောက်တာမျိုးတွေ ဖြစ်တတ်ကြတယ်။ကြောက်စိတ်တို့လောဘတို့ရဲ့ဥစားမှုတွေစားတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ချက်တွေချလိုက်တဲ့အချိန်မှာမမျှော်လင့်တဲ့ဆုံးရှုံးမှုတွေကိုကြုံရနိုင်ပါတယ်။ဒါကြောင့် ဒီလိုမျိုးစိတ်ခံစားချက်တွေကျုံရတယ်လဲဆိုတော့နံပါတ်1နဲ့2မှာပြောခဲ့တဲ့အချက်တွေ project အကြောင်းတွေကိုတေချာမလေ့လာမိတာတွေပြီးပြီးဆိုရင် risk management ကိုတေချာမလုပ်ဘဲနဲ့အားနည်းတာတွေကြောင့်မလို့ဖြစ်များပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ trading plan တွေ investment plan တွေကိုတေချာချမှတ်ပါပြီးပြီးဆိုရင်လည်းကိုယ်တိုင်လိုက်နာပါ TFA နှမျိုးလုံးကိုအသုံးချပြီးတော့ဆုံးဖြတ်ချက်တွေကိုချမှတ်မှာဖြစ်ပါတယ်။အောင်မြင်တဲ့ trader တွေနဲ့ investor တွေကစိတ်ရှည်သီးခံလမ်းကြောင်းမှန်ဆိုတဲ့အတိုင်းသွားနေကြတာဖြစ်ပါတယ်။ ဘယ်သူမှစိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့အယောင်းဝယ်လုပ်နေကြတာမဟုတ်ပါဘူးဒါကတော့နံပါတ်၄အချက်ဖြစ်ပါတယ်နံပါတ်၅အချက်ကတော့လုံခြုံရေးအားနည်းတာဖြစ်ပါတယ် crypto တွေက digital assets တွေဖြစ်ပါတယ်ရွှေတို့အင်တာမီတို့လိုမျိုးပုံစံမဟုတ်တဲ့အတွက် security နဲ့ပတ်သက်ပြီးတော့အထူးကူးဆိုင်ဖို့လိုအပ်ပါတယ် centralized chain တွေကိုသုံးတဲ့အခါမှာလဲခံမှန်းရလွယ်တဲ့ password ထားတာမျိုးတွေ 2fa မဖွင့်ထားတာမျိုးတွေကအခုမှစမဲ့သူတွေဆိုရင်ကြုံရလေရှိပါတယ် crypto နဲ့ယင်းနှမြုံနယ်မှုလုပ်တဲ့ crypto ယင်းနှီးမြှုပ်နှံမှုအတွက်ထားတဲ့ device တွေကိုတွေ့ရလင်းတွေမှာရှောက်ဝင်တာမျိုးတွေတွေ့ရလင်းတွေနှိပ်တာမျိုးတွေကိုမလုပ်သင့်ဘူးပြီးပြီဆိုရင်ကိုယ့်ရဲ့ safe phrase တွေကို phone note ထဲမှာရေးမှတ်ထားတာမျိုးတွေကမလုပ်သင့်တဲ့အထက်မှာပါပါတယ်2025မှာကျွန်တော်တို့ hacker တွေကလည်းအဆင့်မြင့်လာပါပြီကိုယ့်ရဲ့ wallet ဒါမှမဟုတ်ဒီ exchange account တွေကိုကာကွယ်ဖို့အတွက်ဆိုရင်ကိုယ်တိုင်ကလုံခြုံရေးအသိရှိဖို့လိုအပ်ပါတယ်မကာကွယ်နိုင်မှုဆိုရင်ကိုယ့်ရဲ့ယင်းနှီးမြှုပ်နှံမှုတွေကလည်းဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ် ဒါကိုကာကွယ်ဖို့အတွက်ကိုမှာနည်းပညာ security နဲ့ပတ်သက်တဲ့အခြေခံဘူးတ္တတွေတော့ရှိထားတတ်ပါတယ်ရေရှည်ဝယ်ဆိုဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ hardware wallet တွေကိုအသုံးပြုတာမျိုးတွေလုပ်တဲ့ hardware wallet တွေရဲ့ safe phrase တွေ private key တွေကိုလည်းဘယ်သူမှမပြဘဲနဲ့လုံခြုံအောင်သိမ်းတာမျိုးတွေလုပ်တဲ့ဘာကြောင့်လဲဆိုတော့ wallet တစ်ခုရဲ့အသက်က safe phrase တွေ private key တွေဖြစ်ပါတယ်ဒါတွေကိုသိသွားပြီဆိုရင်တော့ကိုယင်းနှမြုံနှံထားတာတွေကလည်းအကုန်ပါသွားမှာဖြစ်ပါတယ် တော့ဒီနေ့ပို့ရုံမှာပြောပြသွားတဲ့ asset တွေကိုပြန်ပြီးအနှစ်ချုပ်အောင်မယ်ဆိုရင်နံပါတ်1 research မလုပ်ဘဲနဲ့ယင်းနှိမ့်နန္တာတွေကိုရှောင်ရပါမယ်။နံပါတ်2 asset အနေနဲ့ risk management ကိုဂီးဆိုက်ရပါမယ်။ risk management ကိုအလိမ့်မထားဘူးဂီးမဆိုင်ဘူးဆိုရင်လည်း social နေနာမှုတွေဖြစ်နိုင်တယ်။နံပါတ်3အချက် scam တွေကိုအထူးဂီးဆိုက်ပါ။အခုမှယင်းနှိမ့်နန္တာမှုလုပ်ဖို့ crypto ကိုဝင်လာတဲ့သူတွေဆိုရင် scam ခံရတာတွေအများအားဖြင့်ကြုံရလိမ့်ရှိပါတယ်။နံပါတ်4 ိတ်ခံစားချက်ကိုဦးစားပေးပြီးတော့စိတ်ခံစားချက်ရဲ့နောက်ကိုလိုက်ပြီးတော့အယောင်းအဝယ်မလုပ်ပါနဲ့နံပါတ်5အချက်အနေနဲ့ကတော့လုံခြုံရေးအသည့်တရေရှိဖို့ကိုဂယူဆိုင်တင်ပါတယ်ဒါကလည်းအရေးကြီးတဲ့အချက်ထဲမှာပါပါတယ်ခရစ်တိုမှာယင်းနှမြုံနာမှုတစ်ခုမလုပ်ခင်ဒီအချက်တွေကိုတရေထားပြီးတော့ယင်းနှမြုံနာမှုတွေကိုတရေလေးနဲ့လုံးတင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လည်းဒီလိုမျိုးပို့ရိုးတွေကိုမျှဝေပေးသွားနိုင်အောင်ကြိုးစားပါမယ်အားလုံးပဲ trade time မျှကြပါစေခင်ဗျာ mm.